Hello မင်းဆန်ကိုမီချွာအားလုံးပဲမင်္ဂလာပါနော်ဒီနေ့ကပထမဆုံးလေး Okay ဟုတ်ကဲ့ဟဲ့အဲဆိုရင်ပထမဆုံးနေ့နေ့ကျွန်တော်အယုံဆုံးပို့ကိုနည်းနည်းမစ်စပ်တယ်နော်ဟဲ့ကျွန်တော်နာမည်နေလင်းဖြစ်ပါလေဗျကျွန်တော်က confidence ចောင်းက founder တယောက်ပေါ့နော်ဆရာဆရာလဲအမဝင်းတင်နေပေါ့ Okay အဲဆိုရင်ကျွန်တော်ကဒီ basic ကကျတော့ဒီရက်15ရက်တမမှုရက်20လောက်တော့ကြာမယ်ကျွန်တော်ခမန်းကြေးရပေါ့နော်အဲ့တော့အဲအားလုံးအတူတူစူးစမ်းကြမယ်နော်ဟဲ့အဲဆိုရင်ပထမဆုံးစကြအောင် Okay အဲ့ဆိုရင်စကြည့်မယ်နော်စကြည့်မယ်ဆိုရင်ပထမဆုံးနေနဲ့ဒါမှဆိုရင် what find တယ်နော်ဟုတ်ဟဲ့အဲ့ဆိုရင် Japanese language မှာကျွန်တော်ပထမဆုံးစပြီးတော့စကြည့်နေပါဘောနော်အဲ့တော့နည်းနည်းမိတ်ဆက်ပေးမယ်ဆိုရင် Japanese language မှာဆိုရင်သူ N5 ကနေစပြီးတော့ကျွန်တော်သင်ရမှာ N5 4 3 2 1ကတော့အမြင့်ဆုံးဟုတ်ပြီနော်ဒါမဲ့တချို့သိကျင်တာကဘာလဲဆိုတော့ level တစ်ခုမှဘယ်လောက်ကြာမှာလဲအဲ့လိုမိကွန်းတွေမေးလာတာပေါ့နော်အဲ့တော့မေးလာတဲ့ခါကျတော့အတိအတိကဘာသာစကားလေ့လာတဲ့ခါကျရင် ကိုစိတ်ဝင်စားမှုပေါ်မှာမူတည်တယ်ကိုရဲ့စူးစမ်းထုတ်မှုပေါ်မှာမူတည်တယ်ကိုကစိတ်ဝင်စားလေပို့ပြီးတဲ့အချိန်ကညံလေးပဲဟုတ်ပြီနော်ကျွန်တော်တမတ်ချက်တရားဆိုရင်3လခွေလေးလာတော့ကြာတယ်ကလေးပဲဘောနော်ပုံမှန်တင်သွားမယ်ဆိုရင်โอเคရပြီဆိုရင်နောက်တစ်ခုကကျွန်တော် Germany stats ဘောနော်ဒီကအေးဆံပွဲသူရဲ့ဆံပွဲကကျတော့ဒီနည်းမျိုးရှိလဲဆိုတော့ဒါကတော့လောလောဆယ်ကျွန်တော်စုထားတာတော်တော်များများ ်ဖြေများတဲ့ဆောင်ပွဲပေါ့နော်၄မျိုးရှိတယ်အကြေအပီကြီးကတော့ဖြေများဆုံးပဲပေါ့နော်တူအားကျတော့တစ်နှစ်ကိုနှစ်ကြိမ်ပဲလာတယ်ခုနှစ်လပိုင်းရင်၁၂လပိုင်းနောက်တစ်ခုကကျတော့ net ကကျတော့အဲတူအားတစ်နှစ်ကို၆ကြိမ်လောက်လာတယ်အဲ၂လပိုင်း၄လပိုင်း၆လပိုင်း၈လပိုင်း၁၀လပိုင်း၁၂လပိုင်း โอเคเจตတ်နောက်တော့เจตတ်ကကြတော့သူကတနစ်ကို6ကြိမ်မကနန်လာတယ်ပေါ့နော်တစ်တုံးကခုန်ကို7လာပိုင်းမှာတကလာတယ် top pin နောက်တော့နံပါတ်4ကကြတော့ top chain ဆိုပြီးတော့ခေါ်ကြတော့ပေါ့လေအဲ့တော့တစ်တုံးကခုန်ကို7အဲ့အိမ်မှာဖြည့်ကြတာများတယ်အာတော်တော်များများကတော်တော်များဒီကဒီဘယ်လိုပြောမလဲကိုအလုံးနဲ့တွားတာပဲဖြစ်ဖြစ်ចောင်းနဲ့တွားတာပဲဖြစ်ဖြစ်သူက JBT network ကိုဒီကအပူစားပေးပြီးတော့ရွေးချယ်ကြတာများတယ်ဟုတ်โอเคဟိုက်အဲ့ဆိုတင်းနဲ့ဟိုဘယ်လိုပြောမလဲ ဆောင်းမွေးကြီးကကျတော့တစ်ခုနဲ့တစ်ခုနဲ့တော့မတူဘူးသူ့ရဲ့ကောက်တဲ့ဆောင်းမွေးကြီးရောပေါ့နော်အဲ JLPT ဆိုရင်သူတတ်မှတ်ထားတဲ့ level like ပို့သူတတ်မှတ်ထားတာရှိတယ် net တက်လဲဟော net တက်ဆိုရင်လေးတောင်းလက်ထောင်ပုံသေးပေါ့နော်အဲ့လိုမျိုးတော့ရှိတယ် okay အဲဆိုရင်ဒါကကျွန်တော်ပရမိုးဆုံးနေနဲ့ level နဲ့ဆောင်းမွေးရသွားပြီနော်အဲဆိုရင်ကျွန်တော်စပြီးတော့လေ့လာကြည့်မယ်နော်ဟဲ့ပရမိုးဆုံးနေနဲ့စလေ့လာမယ်ဆိုရင်အဲ okay ပရမိုးဆုံးနေနဲ့ဒီဒီ အဝိုင်းခြေထားတဲ့ချက်ကိုကြည့်အောင် okay ဝိုင်းယုံခြေထားတာကကျွန်တော်ကြည့်လိုက်တဲ့အခါကျွန်တော်ကကျွန်တော်ဖတ်ကြည့်မယ်နော် nin ဆိုရင်ကျွန်တော်ဘယ်လိုတန်းထွက်လဲဆိုတော့ ni ဆိုပြီးတော့ထွက်တယ် hon hon တန်းထွက်မယ်နော် hon ni hon okay ni hon okay go ကဂုံမုံတော့အဲ့ဒီမှာ go go ni hon go တိပေးတန်းတယ်နိဟုံငော့ โอเค日本語日本語တော့တော့လို့ရတယ်ဟုတ်ပြီเนาะအတန်တစ်ခုထွက်တယ်ပေါ့เนาะသူကအဲဆိုရင်ကျွန်တော်ကြည့်အောင်သူ့ရဲ့အသေးပဲဘာကိုပြောချင်တာလဲဆိုတော့ ni hon ဆိုတာကဥပမာကျွန်တော် Japanese ကိုတို့တော့ကျွန်တော်ကဂျပန်လူမျိုးတယောက်ပါဆိုရင်တို့မပြောဘူးဒါပေမဲ့ဒီမှာအတစ်ကတို့ရဲ့ဘာသာစကားရဂျပန်ဘာသာစကားဆိုရင်ဂျပန်ကိုဂျပန်လို့ဘယ်လိုပြောလဲဆိုတော့ ni hon ကိုခေါ်တယ်ကြားဖို့မှာပါเนาะ ni hon ni pon ဆိုတော့ကြားဖို့မှာပါเนาะအဲ့တော့ ni hon ရဲ့အသေးပဲဂျပန် okay ငော့ရဲ့ ဂေါ်အေဒိတ်တွေကဘာသာစကားပေါ့တိကပြောချင်တာဟုတ်မလားမြန်မာဘာသာစကားဆိုရင်ကျွန်တော်ဘာသုံးပေးရမလဲဆိုတော့မြန်မာငေါမြန်မာဂေါသုံးလို့ရတယ်โอเคရပြီเนาะအဲဆိုရင်ဂျပန်ဘာသာစကားဆိုရင်နီဟွန်ငေါမြန်မာဘာသာစကားဆိုရင်မြန်မာငေါသုံးလို့ရတယ်မြန်မာငေါသုံးလို့ရတယ်โอเคဟဲ့အဲဆိုရင်ကျွန်တော်စလေ့လာမယ်ဆိုရင် basic အနေနဲ့ ဘယ်နှမျိုးလေးလာမလဲဆိုတော့တင်းနေ3လေး၄ခုရှိမယ်ပရမိုးဆုံးကိုစာကြည့်မယ်နံပါတ်1ကိုစာကြည့်မယ်ဆိုရင်ရောမာကြည့်ရောမာကြည့်ရောမာကြည့်တန်းတော့ရောမာကြည့်ဒီမှာဆိုရင်တန်းရှေးတော့တော့မယ်နော်အဲ့တော့သူရဲ့တိပ်ပြပြောချင်တယ်လဲဆိုတော့ ောမစကလုံးအင်္ဂလိပ်စကလုံးကိုတိကျပြောချင်တာအဲ့တော့ဒီမှာယောမစကလုံးအင်္ဂလိပ်စကလုံးကဘာကိုတိကျပြောချင်တာလဲဆိုတော့ကျွန်တော်ဒီမှာ assignment နေနေဥမာကျွန်တော်ကိုယ်တငယ်ချင်းပဲဖြစ်ဖြစ်သူဖြစ်အခုအဲ Facebook ခင်မှာကြတော့အကုန်လုံးပို့ပါတယ်ဒီလိုမျိုးเนาะဘာလုံးနေလဲတော့ဒီမှာဆိုဘာလုံးနေလဲလူတိုင်းဖတ်နိုင်တာဟုတ်အဲ့တော့ကျွန်တော်ကတော့ကိုကနိုင်ငံခြားသည်နိုင်ငံခြားသားတဲ့ရောက်ပုံစံဖြစ်တဲ့အခါကျွန်တော်ဆက်စားလေ့လာတဲ့အခါကျရင်ဒိုင်းရိုက်ဂျပန်စာလုံးနဲ့ လေ့လာတာထက်ဒီလုံမကြီးနဲ့အယုံဆုံးလေ့လာမယ်ဆိုရင်ပို့ပြီးတော့လေ့လာရတာလွယ်ကူလို့เนาะအဲဆိုရင်ပထမဆုံးကလုံမကြီးလုံမကြီးโอเคနောက်တစ်ခုကနံပါတ်2ကကျွန်တော်ပါလေ့လာမယ်ဆိုတော့ hiragana hiragana ဘလို့တန်းထွက်လဲ hiragana အမ h အမြင်နဲ့ high မ high နဲ့เนาะ hi hi နံပါတ် hiragana hiragana ကကျွန်တော်ဂျပန်ပြည်တနည်းအားဖြင့်ကျွန်တော်ဆိုမှာဆိုရင်မြန်မာပြည်ရှိတဲ့ဟုတ်ကာကြီးကခွေးပုံစံမျိုးပဲသူဟိရာဂါနာနဲ့ပါမယ် โอเคဂျပန်ပြည်က46ပုံးရှိတယ်โอเคညာပြီเนาะနောက်တစ်ခုကအဲနံပါတ်3ကကျတော့ခတခနာခတခနာခတခနာအဓိပ္ပာယ်တန်ထွက်မယ်မွေးစားစကလုံးโอเคเนาะသူကမွေးစားစကလုံးမွေးစားစကလုံးဆိုတာကဥပမာကျွန်တော်မြန်မာဘာသာစကားမှာလည်းမွေးစားစကလုံးရှိတယ်ဥပမာဒရိုက်တာတော့ ဒေါက်တာတို့အဲ့လိုက်ကြအင်္ဂလိပ်စာလေးလာတယ်ပေါ့နော်သူတို့စီမှာလည်းအဲ့လိုမျိုးမိစ္ဆာစကလုံးမှာရှိရပါတော့ပေါ့နော်အော်ကျွန်တော်တို့အပေါ်မှာကိုယ့်နာမည်ကိုရေးတဲ့ခါကျရင်ကျွန်တော်ခတ်တာခဏနဲ့ပဲရေးပေးရမှာဘာလို့ဆိုတော့ကျွန်တော်တို့ဂျပန်လူမျိုးမဟုတ်ဘူးအဲ့တော့ကိုယ်နာမည်ကိုမိစ္ဆာစကလုံးခတ်တာခဏနဲ့ပဲအဲ့လိုမျိုးဖော်ပြရမှာအဲ့လိုမျိုးတော့ရှိရပါတော့နော်โอเคအဲ့တော့နံပါတ်3ရပြီနော်နံပါတ်4ကကျတော့ခန်းကြီးခန်းကြီးကကြော်လာတော့အသေးဥစ္စာကလုံးလူတိုင်းတော့မြင်မှုပါတယ်ဂျပန်စာမှာဆိုရင်ဆွေချက်ကရှုပ်ချက်ခံနေတာပဲလေအဲ့ဒါကခန်းကြီးတိဥစ္စာကတော့ တရုတ်စကားလုံးနေလားဂျပန်စကားမဆိုရင်တော်တော်များများဒီအခက်ဆုံးလို့ပြောကြတာပေါ့နော်အဲ့တော့ကျွန်တော်ကြည့်အောင်ဒါပေမဲ့ခက်ဆုံးဆိုပေမဲ့တို့ကကြတော့အခန်းကြီးကကြတော့ level တစ်ခုကိုတို့တတ်မှတ်ထားတဲ့အလုံးကြီးတို့ align လေးလား align မယ်ဆိုတော့အဆင်ပြေတယ်နော် okay အဲ့ဆိုရင်ကျွန်တော်ဆက်ပြီးတော့ပြန်ပြောပြန်ပြောပြန်ပြောခြင်းမယ်နော်ဒီမျိုးလေးပထမဆုံးနေနဲ့ရိုမာကြီးဟီရာကာနာကာတာကာနာခန်းကြီး okay ပြန်ပြောမယ်နော်ရိုမာကြီးဟီရာကာနာကာတာကာနာခန်းကြီး okay ဒါပြီးတော့အဲဆိုရင်ပထမဆုံးအနေနဲ့လေ့လာမှ၄မျိုးရှိခဲ့အဲ့ဒါကိုကျွန်တော်မှတ်ထားရအောင်။ Okay. Okay. ဒုတိယမြောက်တစ်ခုဆက်ပြီးတော့ကြည့်အောင်။ဒုတိယမြောက်တစ်ခုကဘာသာမလဲဆိုတော့အဲ့မှာပထမဆုံးကောင်းစဉ်ကြည့်လိုက်မယ်ဆိုရင် ON တွေ့အောင် ON hormone on တိုက်ပြန်တယ်ဆိုမယ်။ on on ရဲ့ဒီပေးကအတန်ကိုပြောချင်တာအဲ့ဒါအတန်ခုနှစ်မျိုးပေါ့။ဥပမာဂျပန်စာကိုလေ့လာတဲ့အခါကျအတန်ထွက်မှန်အောင်အတန်ခုနှစ်မျိုးကိုကျွန်တော်လေ့လာရမှာ။ Okay. on ခုနမျိုးလို့အသေးပဲအထက်ပဲနော် on အသေးပဲအထက်မယ်အဲ့တော့ promotion တက်ကနေခုနှစ်ကိုကျွန်တော်စာကြည့်အောင်ပထမဦးဆုံးကဒီမှာဆိုရင် say on လို့တန်းထားလေ say on ပြန် say on ဒါဒါဒီလိုခံထားတာကတော့မဟုတ်ဒါဒါမှမဟုတ် got you on လို့လည်းခေါ်တယ် got you on okay အဲ့ဒါအသေးပဲမူလအတန်းမူလအတန်းဆိုတာတနည်းအဖြစ်ဘီကိုပြောချင်တာပေါ့ဥပမာဘာသာစကားတစ်ခုမူလအတန်းဆိုတာဘီကိုပြောချင်တာအဲ့ဒါ46လုံးကျွန်တော်တို့လေ့လာမယ် โอเคเนาะ say on ကတူအွန်ဒေဗန်အန်တမေနောက်တစ်ခုနံပါတ်2ကကြတော့ပါတန်လဲဆိုတော့တကူအွန်လောတန်တက်လဲဆိုတော့တကူအွန်တကူအွန်အဲ့ဒါကအတန်ကြီးအတန်ကြီးတယ်ဆိုတာကမူလအတန်ထက်ကိုအတန်မြင့်သွားတာအတန်ကြီးသွားတာအဲ့လိုပြောချင်တာသူကအလုံး20ရှိရယ်နံပါတ်3ကကြတော့ပါလိလာမယ်ဆိုတော့ကျွန်တော်ဟန်တကူအွန်ဟန်တကူအွန်ဟန်တကူအွန်ကဟန်ရဲ့အဓိပ္ပာယ်ကကျွန်တော်တဝက်ကိုပြောချင်တာတဝက်ဆိုတာဥပမာ ဟိုမှာအဲတုံးနိုင်ခွဲတော့ပါတယ်အဲ့လိုမျိုးတော့ဝက်ခွဲလိုက်တယ်ဆိုခွဲတုံးနိုင်ခွဲတော့ဝက်တူတူပဲနော်ဟန်တာကုန်အဲ့ဆိုရင်ဒါကုန်နေတဲ့ဘယ်ကအတန်ကြီးဆိုတော့ဟန်ထက်လိုက်တဲ့အခါကျတော့အတန်ကြီးတော့ဝက်ဖြစ်သွားတယ်အတန်ကြီးရဲ့တော့ဝက်ဆိုတော့အတန်ကြီးရဲ့ဒီလိုမျိုးအတန်ဆိုရင်အဲ့သူ့အတန်ကိုတော့ဝက်ချိုးလိုက်တဲ့ဒိဗေအဲ့လိုမျိုးပုံစံနော်အဲ့တော့ဘယ်နှလုံးလေးလာမယ်ဆိုတော့ငါလုံးလေးလာရမယ်နံပါတ်၄ကကျတော့ယောအွန်တန်တိပဲတဲ့နာမယ်ယောအွန် tampon a tampon đó ông sẽ thông ok nó được khu ca nằm bạc ngà ca cho rõ hát zu un hát zu un tsu zu để là killed, uhm. like Không, like you, Remember, để biết tên nó zu thật sang gì nào, hát zu un ok số một hô nó hát su lu hô nó hát zu un ok đã gần nát tất ở tampon là là tận tận bao nãy các tia lì long xì, tia lì long xì để số lại tình bề cả, thì tận tính hệ tông lì hà vô có ပေါင်းပြီးတော့တရားလေးလုံးရတယ်ဆိုတော့သိပင်းနေတူတူပဲโอเคเนาะဘလန်းတော့လဲဘာဖြစ်โอเคဟဲ့နောက်တစ်ခုကနံပါတ်6ကကြောတော့ဘာလာမလဲဆိုတော့ CHO ကဘလို့တန်းတယ်ချိုမဟုတ်เนาะအဲ့မှာချော့ချော့တန်းတယ်တီတီဟာလေး minus ပုံစံလိုမျိုးချလေးအတန်ရှည်ကိုပြောချင်တာဟာချော့လို့တန်းထွက်တော့မယ်ချော့ချော့ချော့ okay attention ပြောချင်တာဟုတ်ပြီနော်သူကအလုံးရတဲ့ကတ်တာမရှိဘူး okay နောက်တစ်ခုကနံပါတ်9နောက်ဆုံးတစ်ခုက so go on so go on so go on okay so go on ရဲ့အသေးပေးကအတန်ဆောက်လိုက်တာ okay နော်သူရဲ့အလုံးရတဲ့ကတ်တာချက်မရှိပါဘူး okay အဲ့ဆိုရင်ကျွန်တော်တစ်ခေါက်ပြန်ပြောချင်မယ်နံပါတ်1အနေစာမယ်နော် say on go jo on ta go on and ta go on your on hat on 초온 소코온 오케이 다노 알로이에 다는 마타위노 하이 템조메노 세온 거주온 다코온 헨다코온 여온 하츠온 초온 소코온 오케이 아소인 저는 베네 묘야 도암레서 나쿠야 도메 자반자리 라인 리묘 도메 비엔 단 베네 묘시레서 ခုနှမျိုးရှိမယ်အဲ့တန်ခုနှမျိုးကိုကျွန်တော်ခြေခံပြီးတော့အဲကျွန်တော်ဘာလေ့လာမလဲဆိုတော့ရောမချင်းနဲ့ရေးမယ်ပြီးဟီရာကနာနဲ့လေ့လာမယ်ခတာခတာနဲ့လေ့လာမယ်ခန်းကြီးကကျွန်တော် N5 တက်တဲ့အခါကျမှကျွန်တော်သင်ရမှာ Okay ဒါပြီနော်အဲ့ဆိုအဆိုရင်ရပြီဆိုတော့ကျွန်တော်စပြီးတော့ကြည့်အောင်စပြီးတော့ကြည့်အောင်ဆိုတော့ပထမဦးဆုံးအနေနဲ့ကျွန်တော်ဘာရင်လေ့လာမလဲဆိုတော့ရောမချင်းနဲ့ကိုကျွန်တော်ဒီအုံးခုနှမျိုးကိုလေ့လာမယ်ရောမချင်းနဲ့ပါမယ်နော်ရောမချင်းဆိုတော့တိတယ်အတိုင်းပဲအင်္ဂလိပ်စာနဲ့ပဲအကုန်လုံးရေးပြီးတော့ လေ့လာမှာပေါ့အဲဆိုရင်ပထမဆုံးနံပါတ်1ကိုစာကြည့်အောင်နံပါတ်1ကခုနကျွန်တော်ပြောလိုမျိုးပဲ sein on sein on ဒိတ်ပေးကမူလအတန်တကယ်ဖြစ်ဂျပန်ဘီကိုပြောချင်တာ60နဲ့6လုံးရှိတယ်โอเคဒီမှာကြည့်လိုက်46လုံးတွေ့ရမယ်โอเคညာလားอืม46လုံးတွေ့တယ်เนาะโอเค46လုံးရပြီဆိုတော့ကျွန်တော်စပြီးတော့လေ့လာကြည့်အောင်โอเคဒါဂျပန်ဘီတယ်ဟုတ်ပြီเนาะလောလောဆယ်ကဘာနဲ့ရေးထားလဲဆိုတော့ရောမကြီးနဲ့ရေးထားတာဂျပန်လက်ရေးမလာတယ်ဘူး โอเคဘာဆိုလေ့လာအရင်ဆုံးတွေ့ရအောင်เนาะโอเคဟဲ့စကြည့်အောင်ပထမဆုံးက a ကိုအလို့တန်ထမယ် a e u a o โอเคเนาะဘာသာတော့လာနေပြန်ကျန် a e u a o โอเคအဲ့တော့ a e u a o အဲ့တော့ဒီမှာကြာဒီငါးလုံးကကြာတနည်းအဖြစ်ဒါတရော ရာဘောဂျပန်တရာဘောအဲ့လိုပဲပြောမှာပေါ့ဒီငါးလုံးခြေခံပြီးတော့အကုန်လုံးကိုစဉ်းမမယ်ဆိုတော့ဒါတရာဒိတ်ပဲပဲဥပမာအေးဘယ်လိုပြောမလဲ AI UU ဆိုတော့ AIUU အင်္ဂလိပ်စာမှာဆိုရင် okay เนาะသူအပြောင်းမယ်နေတော့လက်ပါ okay ဟဲ့အဲ့ဆိုရင်ငါးလုံးကျွန်တော်ရပြီဆိုတော့အောက်ကိုတကြောင်းစာကြည့်အောင်အောက်တကြောင်းမှာဆိုရင်ဘာဘာနဲ့ပေါင်းလိုက်လဲဆိုတော့ K နဲ့ပေါင်းလိုက်တယ်ခခတန်တတ်မယ်နော်ခ K ခု K ခု okay ညမလို့ ခါခီခူခဲခိုโอเคခါခီခူခဲခိုโอเค as on ခါနဲ့ပေါင်းလိုက်တယ်နောက်ဒီကြောင်းက s s နဲ့ပေါင်းမယ် s စာပြီးရင်ဒီမှာကျွန်တော်ဝိုင်းထားတာကဒါကျွင်းချက်နေနေ C မရှိဘူး SI မရှိဘူးရှိလို့ပဲရှိမယ်။ဥမာမြင်မှုပါတယ်။ဟိုရှိလို့ပါတယ်။ရှိတယ်ဆုံးတာဟုတ်။ကြာဦးမှာအဲလေအဲရှိကိုပြောချင်တာ။အဲတော့စာရှိစုစေစော့ さ、し、す、せ、そ。OK。さがろやびの。OK の。な、ja? e、でちゃんとあめ。た、た、たねばめ。た、びん、てまじゃ。あわんびたら、えそん、ちゅんじゃなろしめと。た、びん、てみしゅ。ちねらめ、せやしゃいねらめ。たりたびの、あらなね、like まりやまぼ。た、た、ち、つ、て、と。た、ち、つ、て、 เถาะโอเคยาไปเนจเนาะาสุ่มหงเนาะ d ti s i van s u โอเคดากจิจิโอเคยาไปเนาะเอาซื้อ20ยาไปรอบทุกหน้าเลยตรงนนนีนเนนเนยสโอเคโอเค อนาคตฮาฮีฮาไฮมูเนาะฮาฮีที่มาส่วนใหญ่ช่วยจัดนัดลงปลาเดียบีฟูมิชูฟูฟู F F นั่นตก็เมายฟูฟูฮาฮีฟูเฮโฮจำได้ไหมเนาะฮาฮีฟูเฮโฮโอเคแล้วก็มานั่นก็หมาย M มามี มู เมโม မမီမူမဲမောโอเคလာရပြီနော်နောက်တစ်ခုကရပြီးရင်ရီမရှိဘူးရယူယောရယူယောโอเคဒါသုံးခုမရှိသေးဘူးโอเคမနော်ဝိုင်းပြီးရင်အာလာမယ်အာကြတော့မန်းဆိုရင်ရဆိုတာတန်ထွက်ဆိုပေမဲ့သူကလပဲတန်ထွက်လို့ရတယ်ဒီလိုဆိုမှရှာလိုက်တယ်သူတော့လလအဲ့ဒါမယ်နော်လလီလူလေ lo la li lu le lo okay ပြီးရင် wa wo wa wo wo နော်ဒါက o o တလုံးနဲ့ဒါ wo w နဲ့သွား wo ပြီးရင်အောက်ဆုံး n ကအတန်းထွက်ကအင်းအတန်းပေါ့ပစံမပွင့်ဘူးနော်အင်း okay ဟုတ်ပြီနော်အဲ့ဆိုရင်ကျွန်တော်တစ်ခေါက်ပြန်ဆိုကြည့်မယ်နော် 中间卡别的东西来说内容是咩？是妻子夫，OK？是妻子夫，OK？所以说音变表明，上音啊、i u、e、o、k、h、k、k、k、o、s、sh、s、c、s、t、q、z、d、d。 na ni nu ne no ha hi fu he ho ma mi mu me mo ya yu yo la li lu le lo wa wo um mm. okay ရပြီနော်။ Okay ။ရပြီဆိုရင်တက်ခေါက်လို့ဘောနော်။ဘာလို့ဆိုတော့ကျွန်တော်ကနည်းနည်းငပိတန်ပေါ်ပေါ်ပါလာပါဆိုတော့အဲဂျပန်မှာပြောတဲ့တန်တစ်ချက်နားထောင်ပြီနော်။တစ်ချက်နားထောင်ပြီဆိုတော့ခဏလေးနော်။ဟိုအဗီဒီယို sharing လုပ်ပေးမယ်။ဗီဒီယို sharing လုပ်ပေးမယ်ဆိုတော့ခဏလေး။ပြန်နေတော့လည်းရမလဲ။อืมโอเคครับพี่เนาะสักครั้งนึงวิดีโอแชร์ให้เนี่ยตะชัดหน้าทําไปเนาะแล้วสออตันปูมันต่อมาปูมันต่อมาโอเค あ、はい、いう、え、お、か、き、く、け、こ、さ、し、す、せ、そ、た、ち、つ、て、と、な、に、ぬ、ね、の、は、 ひふへおまみむめもやゆよらりるれろわを အားလုံးရမယ်လို့ထင်တာမယ်နော်ဟိုက်အဲ့ဆိုရင်ရပြီဆိုတော့နောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ်ခုနကလေကြီးတဲ့အခါကျရင်ကျွန်တော်ကအဓိကပါမှကျင်တယ်လဲဆိုတော့လေဟိုသူ့ရဲ့ပါဇက်ကိုပေါ့နော်ပါဇက်အသွားလာကိုနည်းနည်းလေးတိထားပြီနော်ပါဇက်အသွားလာလေနည်းနည်းလေးတိထားပြီမယ်ဆိုရင်တော့ okay ပါတယ်နော် okay အဲ့ဆိုရင်ကျွန်တော်တို့ကဒီနေ့ဒီနေ့ဆိုတော့ခဏလေး okay ဒါနံပါတ်2 3ဆိုဆက်ပြီးတော့တွားကြည့်မယ်เนาะနံပါတ်2နဲ့3ကကျတော့ပါဆက်လာမှာလေဆိုတော့နံပါတ်2ကဒီမှာဆိုရင်ကျွန်တော်ခုနစိတ်ဟိုဟာဗာလဲစိတ်ယုံပြီးတော့ပါလာမှာလေဒါကွန်ဆိုပြီးလာတော့ဘောเนาะအဲ့တော့ဒါကွန်လာမယ်ဆိုတော့ကျွန်တော်ပထမဦးဆုံးကဒါကွန်ရဲ့အတိတ်ပဲကအတန်ကြီးလုံး၂၀ရှိတယ်။ Okay လုံး၂၀ရှိတယ်ဆိုတော့လုံး၂၀ဆိုရင်ကျွန်တော်တန်းကို၅လုံးရှိတယ်ဆိုတော့ကျွန်တော်ဘယ်နှတန်းယူရမလဲဆိုတော့၄တန်းယူရမယ်။ Okay လေတိုင်းယူရမယ်နော်လေတိုင်းယူရမယ်ဆိုတော့ဒီမှာဆိုရင်ဘာဘယ်တန်းယူရမလဲဆိုတော့ခါစာတာဟာဆိုပြီးတော့လေလိုင်းကိုကျွန်တော်ယူလိုက်မယ်ခါစာတာဟာလေလိုင်းဟုတ်ပြီနော်အဲ့ဆိုရင်ခကိုအတန်ကြီးတဲ့အခါကျရင်ကျွန်တော်ဘယ်လိုအတန်ထွက်သွားလဲဆိုတော့ကလို့တန်ထွက်သွားမယ်ကကကီကူကေကောတန်ထွက်သွားမယ်နော်ကကီကူကေကောโอเคဒါကြတော့တနည်းအားဖြင့်ကာကီကူကေကောနောက်တစ်ခုကငါငါအတန်လည်းထွက်လို့ရတယ် 单、单、单、单，怎么读啊？jong jong nen nen matamai ngalo tan talo layare ngi ngu ngo，okay，ya pinong，narukuga sa go jo nasajyo sa so yentan ji de kajane no za tibete tamai za ji zu ze zo，za ji zu ze zo，da go tanji da lo tan to tamai da ji zu ze do，da。 ဂျီဇူတဲတော့အဲ့နေရာမှာဂျီဇူဂျီဇူနဲ့တော့တူရောအတန်တူတူပဲဟုတ်ပြီနော်အဲ့ဒါကိုနည်းနည်းလေးလိုက်မှတ်ပေးဂျီဇူဂျီဇူအဲဒါမဲ့တုံးများတာကကျတော့အပေါ်ကစလိုင်းကဂျီဇူအတုံးလားတုံးလားများတယ်ဟုတ်ပြီနော်ဟဲ့နောက်တစ်ခုကဟာလိုင်းဟာလိုင်းကိုကျွန်တော်ဂျီအတန်ညှင့်လိုက်တဲ့အခါအခါကျရင်ဘလိုတန်တက်လဲဆိုတော့ဟာကနေဘာဆိုတာတန်တက်မယ်ဘာဘီဘူးဘဲဘောဘာဘီဘူးဘဲ bộ đàn đạt đam học viên nó à rồi nhé đàn chỉ lòng là gì nó giả đam mê giả đam mê số đó sách chim em sách chim em số cả đàn thật của nó tiền nào thằng chơi học à cô ok à rồi chơi tu bây giờ đó là của tế cha nào thằng nó ga ki gu ge go za ji zu ze zo ドバビブベボ OK, ở vì nó ở sự hiện chi ông nó được cung cấp phá sa tom lấy số đó nằm bắt tông của sa tom này nằm bắt tông cả hen ta cung hen ta cung này đi về cả tan chi tu vật ngã long của biểu chân đây là sự cho nó tay line về yếm mấy hạ line yếm mấy đây là line của tan chi cả ba số đó cho tu vật của tan này mình sẽ phá tan tan phá phi ပေပေါပါပီပူပေပေါโอเคအာတော်ပြလိုက်ရုံနဲ့ဟုတ်ပြီနော်အဲဆိုရင်ခုနဟာကကျွန်တော်တို့ပြန်လာထောင်ကြည့်မယ်ပြန်လာထောင်ကြည့်မယ်နော်ပြန်လာထောင်ကြည့်မယ်ဆိုတော့ကြည့်အောင်โอเคတပိုင်းနဲ့ကျမ်းပါမယ်နော်ပါပီပူပေပေါโอเคရနော်โอเคရတယ်ဆိုရင်ကျွန်တော်ဒီနေ့ကကျွန်တော်ဒီ day 1မှာဆိုရင်နော်ဒါ အကုန်လုံးပဲပေါ့နော်အဲဆိုရင်ကျွန်တော်ပြန်နှွေးကြည့်မယ်နော်တစ်ခေါက်ပြန်နှွေးကြည့်မယ်ဆိုရင်ကြည့်အောင်အဲကျွန်တော်ကြည့်မယ်ဆိုရင်ပထမဦးဆုံးအနေနဲ့ဒေဝန်လာဆိုရင်ပထမဦးဆုံးကျမမာသာစကားဘယ်လိုခေါ်လဲဆိုတော့နေဟုံးကိုနေဟုံးကို300เนาะအဲ့တော့သူလေ့လာမယ်ဆိုရင်၄မျိုးလေ့လာမယ်၄မျိုးလို့လေ့လာပြီးတော့ဒီမှာဆိုရင်အွန်9မျိုးရှိမယ်အွန်ဆိုတာကတိကအတန်9မျိုးရှိမယ်အဲဆေယွန်ဂေါ်ဂျွန်တကွန်ဟန်တကွန်ယောွန်ဟတ်ဇွန် ချောင်းစခုဟုတ်โอเคပထမဆုံးနေနဲ့ကျွန်တော်ဒီလိုမန်ဂျင်းနဲ့တွားမှာဖြစ်တဲ့အခါကျတော့လိုမန်ဂျင်းနဲ့ကိုပဲဒီတန်ခုနှစ်မျိုးကိုကျွန်တော်လေ့လာမယ်လေ့လာတဲ့အခါကျဒီမိကဒေးဝမ်မှာကကြာ1 2 3ရတော့ပြီနော်โอเคနံပါတ်1မှာကျတော့လိုမန်ဂျင်းနေနဲ့လေ့လာလိုမန်ဂျင်းနေနဲ့တွားပြီးတော့စိန်ဟုံးကိုလေ့လာတာ46လုံးရှိတယ်ဒီဟာက46လုံးနဲ့မှာ train jet က၄လုံးရှိတယ်ရှီချီဇူဖိုโอเค ဗီဒီယိုကြည့်ပြီးတော့ဗစက်အတော်လာဖို့ပြန်ပြီးတော့သိစိတ်ပြန်လေ့လာပေးမယ်နော်။ဟဲ့နောက်တစ်ခုကနံပါတ်2ကကျတော့ dakon dakon ဆိုတာကအတန်ကြီးအလုံး၄၀ရှိတယ်။ Okay အလုံး၄၀ဆိုတာလေးလိုင်းပါမယ်။ khasata ha လေးလိုင်းကိုယူပြီးတော့အတန်ကိုကြည့်ပြီးလိုက်ရုံပဲ။အဲဆိုရင်음 dakon ရပါမယ်။ handa kun ကကျအတန်ကြီးရဲ့တစ်ပတ်ဆိုတာအားလုံးပဲရှိမယ်။တလိုင်းပေးရမယ်။ ha လိုင်းကိုယူလိုက်ရမယ်။ Okay နော်။အဲဆိုရင်ဒီနေ့ကဒီဝါနေနဲ့ကျွန်တော် lúc thằng má cô cô lý 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 là ví dụ lại mà bình này nó sẽ tin đi cả tao lọc chỉ về cho nó giả thảo bạn này các ok